လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့စစ်ကောင်စီရွေးကောက်ပွဲအတွက်အာဆီယံကစောင့်ကြည့်လေ့လာသူတွေဆေးလွတ်မှာမဟုတ်ဘူးလို့တတမန်ရင်းမြစ်တွေက AFP သတင်းဌာနကိုပြောထားပါတယ်။အနာသိန်းစစ်ကောင်စီကသူ့ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေဆေးလွတ်ဖို့အာဆီယံကိုတောင်းဆိုထားပေမဲ့အာဆီယံအဖွဲ့ဝင်17နိုင်ငံကြားဘုံသဘောတူညီချက်မရတာကြောင့်အာဆီယံရဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကိုယ်စားလှယ်အဖွဲ့ကိုဆေးလွတ်မှာမဟုတ်ဘူးလို့တန်တမန်တွေကဆိုပါတယ်။ အာဆီယံအနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆေလွတ်မှာမဟုတ်ပါဘူး။ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့နှစ်နိုင်ငံဆက်ဆံရေးပေါ်မူတည်ပြီးစောင့်ကြည့်လေ့လာသူတွေလွတ်လွတ်လပ်လပ်ပဲဆေလွတ်နိုင်ပါတယ်လို့အမည်မဖော်လိုသူတန်တမန်တဦးက AFP သတင်းဌာနကိုပြောတာပါ။နောက်ထပ်တန်တမန်တဦးကလည်းအာဆီယံအဖွဲ့အစည်းကြီးအောက်ကနေကိုယ်စားလှယ်အဖွဲ့ဆေးလွတ်ဖို့အဖွဲ့ဝင်နိုင်ငံတွေကြားဘုံသဘောတူညီချက်မရရှိဘူးလို့ AFP ကိုအတည်ပြုပါရယ်အခုလိုအာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေမဆေးလွတ်တာဟာ တရားဝင်မှုလိုချင်နေတဲ့စစ်ကောင်စီအတွက်ထိုးနှက်ချက်ဖြစ်လာမှာသိကြတယ်လို့နိုင်ငံတကာရေးရာကဲခတ်မူစတာဖာအစ်ဇက်ဒင်ကပြောပါတယ်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကစစ်ကောင်စီရွေးကောက်ပွဲကိုအတူရောင်ဖြစ်တယ်လို့ရှုံချထားပါတယ်အပြည့်ပြည့်ဆိုင်ရာလူငယ်ချမ်းသာအဖွဲ့ AI ကလည်းရွေးကောက်ပွဲကိုဝေဖန်တဲ့ဘသူကမဆိုဖမ်းဆီးခြင်းနဲ့ဖိနှိပ်တဲ့နှိပြူဟာတွေနဲ့ပတ်သက်လို့စစ်ကောင်စီအပေါ်ဆွဆွဲပြစ်တင်ထားပါတယ်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က ချက်ချင်းအပြစ်ခတ်ရက်စဲဖို့မနေ့ကထလောင်းတောင်းဆိုထားပါတယ်။ဒါ့အပြင်အာဆီယံခေါင်းဆောင်တွေဟာမြန်မာအကြက်တဲနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ငြိမ်းချမ်းရေးအတွက်ထိရောက်တဲ့တိုးတက်မှုမရှိတဲ့အပေါ်လဲသတိပေးကြောင်းအောက်တိုဘာ26ရက်ကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အာဆီယံခေါင်းဆောင်တွေက2021ဧပြီလမှာချမှတ်ခဲ့တဲ့တူညီစန္ဒ9ရက်ကိုဆက်လက်ကင်ဆွဲမယ်လို့ကြေညာခဲ့တယ်လို့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲတွေမကျင်းပခင်မှာဒါကိုလက်တွေ့ကြကြအကောင့်ထဲဖော်တင်တယ်လို့တိုက်တွန်းထားပါရရှင်။